digital ပိုင်းဆိုင်မှု cryptocurrency တွေဟာကမ္ဘာတဝန်းမှာခေတ်ဆက်လာတာနဲ့အမျှကိုယ့်ရဲ့ crypto wallet တွေရဲ့လုံခြုံရေးကလည်းအသက်သွေးအရေးကြီးလာပါတယ်။ဘာဆောင်လဲဆိုတော့ wallet တွေရဲ့လုံခြုံရေးလင်းဟင်းသွားရင်တော့ပွင့်သွားတဲ့အိမ်ထဲကပစ္စည်းတွေအားလုံးပါသွားသလိုမျိုးကိုယ့်ပိုင်ဆိုင်မှုအားလုံးကိုဆုံးရှုံးသွားစေနိုင်လို့ပါပဲ။ကိုယ့်ရဲ့ crypto wallet ကိုလုံခြုံမှုရှိအောင်ကွာကွက်ပြီးမရှိမဖြစ်လိုအပ်တဲ့အဓိကအချက်၅ချက်ကိုလေ့လာကြည့်ရအောင်။1 private key နဲ့ safe phrase recovery phrase ကိုအသက်သက်ပွဲကောက်ခွဲပါကိုယ့်ရဲ့ private key တို့မဟုတ် safe phrase စနေလုံး24လုံးစကလုံးများဟာကို wallet ကိုလုံးဝထိချုပ်ခွင့်ပေးထားတဲ့တခုတည်းသောနည်းလမ်းဖြစ်ပါတယ် offline နေတာသိမ်းဆဲပါဒါမှသာလုံခြုံစိတ်ချရပြီး safe ဖြစ်စေပါတယ်ကွန်ပျူတာ phone email cloud စတဲ့ online နေရာတွေမှာ photo video တွေနဲ့မှတ်တမ်းတင်ထားခြင်းမျိုးလုံးဝမလုပ်မိဖို့အရေးကြီးပါတယ်စောက်တုပ်ထင်မှာလရေးနဲ့တည်တည်ချာချာရေးမှတ်ပါ ပြီးရင်မိခင်တစ်တာတို့မဟုတ်လိုအပ်တဲ့နေရာလိုမျိုးလုံခြုံတဲ့နေရာတစ်ခုမှာတင်ဆက်ဖို့လိုအပ်ပါတယ်2 Huawei Wallet Go Wallet ကိုအသုံးပြုပါရရှိအတွက်တင်ဆက်လို့တဲ့ crypto ပမာဏအများပြားရှိတဲ့ဆိုရင် Huawei Wallet Go Wallet ကိုမဖြစ်မနေအသုံးပြုသင့်ပါတယ် Huawei Wallet တွေရဲ့ private key တွေဟာ internet နဲ့မချိတ်ဆက်ထားတဲ့ offline ပြည်သက်ဆက်ပစ္စည်းတွေမှာတင်ဆက်ပေးနိုင်ပါတယ်။ငွေလဲတဲ့အခါတိုင်းသဆိုင်ရာဆက်ကနေကိုယ်တိုင်နှိပ်ပြီး ATP မှသာငွေလဲနိုင်တာကြောင့် hacking ခံရနိုင်ဖို့အလွန်ခက်ခဲပါတယ်။ 3. two factor authentication ကိုသုံးစွဲပါ။ wallet သို့မဟုတ် exchange account တွေမှာ two factor စနစ်ကိုအသုံးပြုခြင်းဟာလုံခြုံရေးရဲ့ဒုတိယအလွာပဲဖြစ်ပါတယ်။အချိန်နဲ့အမျှပြောင်းလဲနေတဲ့ကုန်တွေကြောင့်မလို့ hacking ခံရနိုင်ခြေကိုများစွာရှင်းချပေးပါတယ်။ phishing နဲ့ malware များကိုတရီထားပါ crypto locker ဟာလဲလဲလဲဖြားပြီးခိုးယူမှုတွေဖြစ်အများဆုံးနေရာတစ်ခုလို့ပြောလို့ရပါတယ်။ link တစ်ခုကိုမွင်ရောက်ခင်မှာတိကျစစ်ဆေးပါ။ မတင်ကပွဲရလင့်များကိုလုံးဝမနှိပ်ပါနဲ့။ဆိုရှယ်မီဒီယာပေါ်က wallet password များ seed phrase တောင်းခံတဲ့ message များလင့်များဒါမှမဟုတ် website များကိုအမြဲတရိထားပါ။ wallet ရဲ့တရားဝင် website လိပ်စာကိုသာအသုံးပြုပါ။ public wifi များကိုရှောင်ပါ။ coffee ဆိုင်လေးစိတ်စားတဲ့နေရာတွေမှာ public wifi တွေကိုအသုံးပြုပြီး transition လုပ်ခြင်း wallet တွေကိုဝင်ရောက်ခြင်းများကိုရှောင်ရန်လိုအပ်ပါတယ်5 software များကိုပုံမှန် update ပြုလုပ်ပါ crypto wallet application များ operating system နဲ့ antivirus software များကိုနောက်ဆုံးပေါ် version နဲ့အမြဲမပြတ် update လုပ်ဖို့လိုအပ်ပါတယ် software ထုတ်လုပ်သူတွေဟာ version အသစ်တွေမှာလုံခြုံရေးအားနည်းချက်တွေကိုအမြဲပြင်ဆင်ပေးလေးရှိပါတယ်ကို wallet ရဲ့လုံခြုံရေးဟာကိုယ့်လက်ထဲမှာပဲရှိနေပါတယ်အပေါ်မှာဖော်ပြပေးခဲ့တဲ့အဓိကအချက်၅ချက်ကိုစနစ်တကျလိုက်နာခြင်းဖြင့်ကိုယ့်ရဲ့ crypto wallet ကို banking လုံခြုံစွာအသုံးပြုနိုင်ပါပြီရှင်